နိုင်ငံရေးဆွေးနွေးပွဲအတွက်ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ကရင်မျိုးသားအစည်းအရုံး KNU ကဥဆောင်ပြီးကရင်မျိုးသားနှီးနှောဖလှယ်ပွဲကို၄ဝါစခန်းမှာမေလ၁၆ရက်နေ့ကစတင်ကျင်းပနေပါတယ်။ဒေါက်ခင်မင်းစောသတင်းပေးပို့ထားပါတယ်ခင်ဗျာ။တနိုင်ငံလုံးအဖြစ်ရဲ့စာချုပ် NCA မှာလက်မှတ်ရေးထိုးထားတဲ့ကရင်မျိုးသားအစည်းအရုံး KNU ကဥဆောင်တဲ့ကရင်မျိုးသားနှီးနှောဖလှယ်ပွဲကို KNU လက်မြေကလေးဝါစခန်းမှာမေလ၁၆ရက်နေ့ကစတင်ပြီး၅ရက်ကြာကျင်းပသွားမှာပါ။ ကရင်အမျိုးသားဒီလိုပြောကြအခုကျွန်တော်တို့အန်ချီမှာပါတဲ့တက်တန်းကျရာအခုဒီကျန်တဲ့ရွှေလေးပဲပုံဖြစ်တယ်။ဒီကရွှေလေးပဲရွှေလေးပဲကောင်းစီနေပါ့။ဒါဒီကလည်းကျွန်တော်တို့ကင်းရမျိုးသားအစီယုတ်ပတ်စီတစ်ခုတည်းရဲ့အမြင်ဟုတ်ပဲနဲ့ကျွန်တော်ကင်းမြေတမျိုးသားမျိုးအမြင်သဘောတူစီစီမှုအတွက်ကြိုတင်ပြင်ဆင်နေတယ်လည်းဆိုတာဖြစ်တယ်။အခုပထမဆုံးပြုလုပ်တဲ့ကင်းရမျိုးသားနှင်းတော်ဖလှယ်ဘက်ကနေ နိုင်ငံရေးစနစ်ဝဲကျင်းပတဲ့အခါ KNU တခုရဲ့အမြင်မဟုတ်ပဲအားလုံးရဲ့သဘောထားတွေကိုတင်ပြနိုင်ဖို့ကြိုးစားနေတယ်လို့လည်းပြောပါဗျ။ဒါဆွနေတဲ့အချက်လဲပါပြီးတော့ဆွနေရည်ရချက်ကအဲ့ဒါပထမပထမဆုံးအနေနဲ့ဆက်လဲနိုင်ငံရေးဆွနေဘက်ဆက်ပေါင်းမယ်အခါဒါကိုဆက်ပြီးတော့ဆွနေရည်အချက်လဲတဖြစ်တယ်။အဲ့ဒါဆွနေတဲ့အခါမှာကျမတို့ပထမဦးဆုံးကတော့ဒီပြည်သူလူထုတရလုံးပေါ့လေသူတို့ရဲ့သဘောထားသူတို့ရဲ့အမြင်ကိုလည်းပေါ့ပေါ့လို့အားပါ ကျွန်မတို့ဒီအစီအဝေးကိုနင်းတော့ဖလေဘက်တစ်ခုလောက်ပါတယ်။ကရင်မျိုးသားနှင်းတော့ဖလေဘွဲကိုကရင်လူမှုအဖွဲ့ကြီးတွေပညာရှင်တွေနဲ့ပြည်ရင်းကကရင်မျိုးသားအစုအဖွဲ့တွေအပါအဝင်ဆွေးနွေးရမယ့်ခေါင်းစဉ်တွေမှာဝင်ရောက်ဆွေးနွေးလို့သူပြည်ရင်းပြည်ပကရင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတရားဝင်ကျင်လောက်တက်ရောက်လာပါတယ် အခုဆိုလို့ရှိရင်ဒီ digital world မှာကျမတို့ကဆွေးနွေးကြခြင်းအဖြစ်ပေါ့နော်ဒီ therapy တောင်သူခြေလမ်းပေါ်လဲအထောက်အကူအများကြီးရတယ်ပေါ့နော်အဲတိုင်းရင်းသားအချင်းချင်းလည်းပဲညီညွတ်ညီညီညွတ်နဲ့ပေါင်းစည်းတော့လှုပ်ဆောင်ရမယ်ဆိုလို့ရှိရင်ကျမတို့ရည်မှန်းထားတဲ့ဒီ therapy တောင်သူကြီးကိုအရောက်ချီတက်ထက်လမ်းနိုင်မယ်လို့ညွှန်းနေထားပါတယ်အခုအစည်းအဝေးမှာတော့ NCA လက်မှတ်ရေးထိုးထားတဲ့တခြားကရင်လက်နက်ကိုင်အဖွဲ့တွေတက်ရောက်လာတော့မတွေ့ရပါဘူးအခုတက်ရောက်လာတဲ့ကိုကျလဲတွေနဲ့နိုင်ငံရေးလုံခြုံရေးအုပ်ချုပ်ရေး လူမှုရေး၊စီးပွားရေး၊မြေယာနဲ့တည်ရန်စားတစတဲ့ကဏ္ဍတွေကိုဆွေးနွေးကြဖို့စီစဉ်ထားပါတယ်။ကျမခင်မင်းဆိုပါရှင်။